ဆာကာအာစနယ်ရဲ့ဂုံယူရအကောင်းဆုံးပုံရိပ်ကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Corners ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အာစနယ်ကန်နဝင်ပရီးမီးယားလိဂ်ကန်နဝင်အော်နာရီကဆာကာရဲ့ဒုတက်နှုန်းကိုကြည့်ပြီးအားသင်ခဲ့မိပါတယ်ဆာကာအော်နာရီကအကယ်မီကစားမပွားမှာကတည်းကရင်းနှီးခဲ့တာပါအာစနယ်ကန်ဘီနီးပြပွားမှာအော်နာရီကဆာကာနဲ့ရေဆက်ဆုံးခဲ့ပြီးတော့အကောင်းဆုံးဩဝါဒပေးနိုင်ခဲ့တယ် ။စကားကျွန်တော်ရဲ့ favorite ဇာမပါ။အာဆွေမှာသူချိန်ကြားရှိနေပြီးတော့တကယ်ကောင်းတဲ့ဇာမလေးဖြစ်ပါတယ်။ဒါပေမဲ့အခုလိုစေနာမျိုးသူရောက်လာလိမ့်မယ်လို့ကျွန်တော်မတွေးခဲ့ဘူးပါဘူး။အာဆွေနဲ့အင်္ဂလန်အသင်းတို့ကပွဲထွက်ခွင့်ရနေသူဟာဇာမပွားဆောက်ဝင်းဖတ်ဖြစ်နေစတင်ဇာခဲ့ပါလိမ့်။သူရဲ့ကစားအပြောင်းလဲရတကယ်ကိုထူးခြားကောင်းမှာပါလိမ့်။သူကလက်ရှိချိန်လေးကိုအကောင်းဆုံးအသုံးချနိုင်နေပြီးတော့ခုဆိုရင်ဂိုးတွေလည်းတွင်းဂိုးဖန်နှီးမှုတွေလည်းလုပ်နေပါပြီလို့ချီးကျူးခဲ့ပါလိမ့်။စကားဖီအားတွေအောက်ကနေအများနဲ့ယုံထွက်ပြခဲ့တယ်။ဒါပေမဲ့ဘူးဒီနူးနူးအမွှေးတက်တယ်လို့ဖြစ်မှလဲစိုးဝင်ရတယ် ဂျာတပန်မှာစကားပရီးမီးယားလိရဲ့အကောင်းဆုံးညာတော်မယ်ဈာမဖြစ်နေတယ်။စကားတန်ဖိုးကလည်းပေါင်တန်း20လောက်ကနေပေါင်တန်း100ကျော်လာပြီ။စကားအမဲဖြတ်သလိုဈာတွေသူတွေလည်းပိုများလာပါလေ။အတွေ့အကြုံအားစကားကိုပို့ပြီးတော့ရင့်ကျက်စေတယ်။ရန်တွေကိုရှောင်ရှားပြီးတော့စကားအကောင်းဆုံးပုံစံထင်ဟပ်ပြနေပါလေ။စကားဘလို့ရက်တက်မလဲ။ပြိုင်ပွဲတွေခေါင်းချောင်စဉ်းစားနေရပြီ။ဇိုင်းနနာဖို့ဆိုသလိုအာဒီဒါစကားကိုထိတ်တန်းအဆင့်စီမြန်မြန်ရောက်အောင်ဆွဲတင်ခဲ့တယ်။အဲ့လိုဆွဲတင်ရမှာဖီးယားတွေလည်းပေးနေခဲ့တယ်။ ။ဇာကာမရှိရင်ဆိုတဲ့အတွေးကလည်းအာဆွေပြိတ္တတွေကိုပို့ပြီးတော့၆လန့်လာတယ်။အာဒီဒါကတော့ဇာကာကိုဘလွန်ဒီယောရတဲ့အထိရီမန်းနေပုံပဲ။အာဒီဒါကဇာကာတကယ်ကိုရင့်ကျက်လာပြီ။သူ့အသက်ရွယ်လေးနဲ့သူစွမ်းဆောင်ပြနေတာ။မေုံကြီးနိုင်စရာကောင်းလွန်ပါလေ။ဇာကာတည်ငြိမ်ပြီးတော့နေရာဆောင်လှည့်ပတ်ကစားနိုင်တဲ့ရေသွင်းမြင့်ပါရမီရှင်ပါ။သူကစားတဲ့နေရာမှာသူ့ရဲ့ဥဆောင်နိုင်စွမ်းကပို့ပြီးတော့တိုးတက်လာပါလေ။လူငယ်နေပဲကစားကစားစီညာရီနေပဲကစားကစားဇာကာအစွမ်းပြနေတယ်။သူကအသေးမော်တိုင်းချစ်ကြပြီးတော့ခွေးထဲမှာကွဲပြားခြားနားမှုတွေကိုဖန်တီးနိုင်သူပါလို့ကြီးကျူးခဲ့တယ်။ ရာတော်မန်ကနေစကားဘောလုံးဆွဲပြေးလာတဲ့ခါကမ္ဘာမီဆွဲရရက်တန့်သွားသလိုအာစတန်ပြိတ်သက်ရဲ့မျက်ဝန်းနဲ့ဗန်ဂိုးရဲ့ပကြီကားထက်လှပတဲ့ရှုမျောကင်းပဲပြန်ပတ်ရီကြော်ဖြတ်ပြီးတော့ကိုရီးယားထိန်းသားရောက်လာတဲ့ခါစကား option ကဘလို့များလဲခံမှန်းလို့မရဘူး AI နဲ့တွက်ချက်ထားတဲ့ပိုကောင်းမှုမဲ့ဆုံးဖြတ်ချက်တွေဟာအဲ့ဒီချိန်ဆိုရင်စကားအုံနောက်ထဲနေရာယူထားပြီးပြီအကောင်းဆုံးဆုံးဖြတ်ချက်ကိုချထားပြီးပြီမက်ဆီစတိုင်ဝေးဝိုက်ကန်ချက်မျိုးဒါမှမဟုတ်ကိုရီးယားရဲ့ဆွဲပြေးဝင်သွားတာမျိုးစကားညှိရခတ်တဲ့မိတော့လေးပါပဲ ဇာကားကစားမပွားအစမှကလေးကတအူးချင်းကြော်ဖြတ်မှုတွေထပ်မြက်ခဲ့တယ်။အတွေ့အကြုံနဲ့ပေါင်းစားလိုက်တဲ့အခါပို့ပြီးတော့ထိမ့်ရခတ်လာတယ်။ဇာကားကိုတားဆီးနိုင်အောင်ပြန်ဘက်ခန်းစစ်ဇာမတွေကဇုံလိုက်ပိတ်ဆို့တယ်။ခန်းစစ်နှစ်ထပ်ကာပြီးပိတ်ဆို့တယ်။ဇာကားရဲ့ဘောလုံးတိမ်နိုင်စွမ်းကလည်းဘရင်းများလေးမှာထိတ်တန်းစစ်ပါ။ကဘာအစင်းလိုမျက်စိမိတ်ပြောနိုင်မဲ့ရေသွေးကတော့ဇာကားမပြတာနိုင်သေးဘူး။အဓိကကစူဖလားအောင်ပွဲတွေရဖို့ပါပဲ။ပရီးမီးယားလိချန်ပီယံလိလို့လို့အောင်ပွဲတွေရရင်ဇာကားရဲ့တန်ဖိုးပို့ပို့ပြီးတော့မြင့်တက်လာလိမ့်မယ်။ ခုချိန်မှာဆာကာအာစတင်အဝေးတိတ်ဆိတ်နေရပြီမေသူပြန်လာမဲ့အချိန်ကိုအာစတင်ပြိသက်တွေပြင်းပြစွာနဲ့မျောလင်းလို့နေပါတယ်ဆာကာသာပြန်လာရင်အာစတင်တိုက်စစ်ပိုးပြီးတော့ထတ်မြက်လာမယ်ဆိုတာဖျားဟောစရာမလိုအောင်တေးချလို့နေပါတယ်ဆာကာအာစတင်တမိုင်းတစ်ချောက်အကောင်းဆုံးထုတ်ကုန်တစ်ခုပါပဲအာစတင်သင်ပြိသက်တွေတော့ဂုံစရာအကောင်းဆုံးပုံကြီးတစ်ခုလည်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီဘုတ်ကတော့ကျွန်တော်ရဲ့ငုတ်သီးလေးဆာကာအတွက်ပါပဲဆိုတော့ဆာကာနဲ့ပတ်သက်ပြီးတော့ဘလို့မှတ်ချက်ပြုခြင်းလည်းပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ